ကရှင်မမောကလမထေမြတ်ကဗိမာန်ရှင်တူဦးနဲ့တွေ့တဲ့အခါမှာလေမေးမြန်းတယ်အဲ့ဒီမေးမြန်းတာဘလို့ကုသိုလ်ကြောင့်ဟောဒီဗိမာန်ကြီးကိုရထားသလဲလူပြည်လူဘဝတို့ကဘာတွေလုပ်ခဲ့သလဲဘယ်လိုဌာနကောင်းမှုတွေလုပ်ခဲ့လို့လဲဘယ်လိုအကျင့်နေခြင်းခဲ့တာလဲလို့မေးတဲ့အခါသူဟာလည်းပဲဖြေရမှာရှက်စနိုးဖြစ် ဘာကြောင့်လို့ဆိုသူဟာမေမေရရဘာမှလုပ်ခဲ့တာမရှိဘူးသို့တော့သူ့မှာအလေးနဲ့ထားပြီးတော့ချိုးချိုးဆဆလုပ်ခဲ့တာတော့ဘာရောဆိုလို့ရှိရင်ဘယ်တော့မှစိတ်မဆိုးဘူးတဲ့သူ့ကိုဘယ်လောက်ပဲစိတ်ဆိုးအောင်လုပ်လို့သူဟာစိတ်မဆိုးတတ်ဘူးတဲ့စိတ်မဆိုးအောင်သူနေတယ်အဲ့ဒီစိတ်မဆိုးတတ်ရုံလေးနဲ့ပဲသူဟာနှပ်ပြီး ဖုံမိတ်မှန်နဲ့ရရှိတာအဲ့တော့စိတ်မဆိုးခြင်းဆိုတာဒေါသခင်းခြင်းပဲဒေါသခင်းခြင်းဆိုတာအဒေါသဆိုတဲ့ကုသိုလ်တရားကိုသူထိသိဆော့ဆော့ခြင်းပဲအဲ့ဒီအဒေါသဆိုတဲ့စိတ်မဆိုးမိတဲ့ကုသိုလ်ဟာလည်းပဲကြီးမားတဲ့ကုသိုလ်တရားဖြစ်တယ်ဒီကနေ့စကြင်ရောလူငယ်လူရွယ်တွေဒီကုသိုလ်မျိုးကိုလည်းမှတ်သားထားဖို့လိုအပ်တယ်ပေါ့မိဘကပြောရင်လည်းစိတ်မဆိုးဖို့ လူကြီးတွေကပြောရင်လည်းစိတ်မဆိုးဘူးဆရာတော်တွေကပြောရင်လည်းစိတ်မဆိုးရထိကနေရှိစိတ်တူခြင်းဟာမကောင်းတဲ့အလေထားတစ်ခုဖြစ်တယ်အဲ့တော့စိတ်မဆိုးတဲ့ယုံကလေးနဲ့လည်းနှက်ပြရောက်နိုင်တယ်ဆိုတာဒီကုသိုလ်ကိုယ့်အတွက်စိတ်မဆိုးတတ်အောင်ကိုယ်ဟာလေ့ကျင့်ရမှာဖြစ်တယ်ဘသူကပဲကိုယ့်ကိုစိတ်ဆိုးအောင်လုပ်လို့ကိုယ်ဟာစိတ်မဆိုးတတ်ဘူးဆိုလို့ရှိရင်အင်တန်မှချီးမွမ်းမယ်ကောင်းတဲ့ ကုသိုလ်တစ်မျိုးကိုလုပ်နေတယ်လို့ပဲအောင်းမယ်အလူကြီးတန်းကြီးပေးမှကုသိုလ်ဆိုတာဖြစ်တာမဟုတ်ဘူးဒါကြောင့်မို့ဒေါသကိုဖယ်ရှားနိုင်တဲ့အရောဒဆိုတဲ့တရားမိမိတို့ရဲ့ရင်ထဲမှာတိမ့်ထားမယ်ဆိုလို့ရှိရင်မိမိတို့ဘဝမှာပီတိဖြစ်စရာဖြစ်လို့စိတ်ပစိုးယုံနေနဲ့ပဲဒီဘုံမိမ့်မှန်ကြီးကိုရတယ်ဆိုတော့သူ့အတွက်ခြေနှက်ပြီးတော့ပီတိဖြစ်စရာတွေဖြစ်တာပေါ့ ဒါကြောင့်ပီတိဖြစ်ရတဲ့ကုသိုလ်ဟာလွန်စွာကြီးမားပြီးငွေကြေးတနာများစွာကုန်ကြမှပီတိဖြစ်ရတာမဟုတ်ဘူးအခုလိုမိမိရဲ့စိတ်နေသဘောထားလေးထိမ့်သိမ့်ထားယုံနေနဲ့ပဲစိတ်မဆိုးအောင်နေထားယုံနေနဲ့ပဲပီတိပြည့်စရာကုသိုလ်တစ်ခုကိုယ်မှာရရှိထားတယ်ဆိုတာမှတ်သားထားကြဖို့လိုအပ်တယ်ဘဝမှာ ပြန်တွေးကြည့်လိုက်လို့ရှိရင်ငါစိတ်ပဲနှခါ